ချဲစီတင်းကိုကမ္ဘာအကောင်းဆုံးတင်းလို့သတ်မှတ်ထားကြောင်းရင်ဖွင့်ပြောကြားလာတဲ့ Mark Yu အားလုံးမင်းမင်လာပါခင်ဗျာကိုဆိုင်အေချက်စီလာ YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုတွေအားလုံးနေထူးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရင်းကတော့လက်တလောအခြေအနေတွေမှာရှုပ်ထွေးနေခဲ့ပေမဲ့စိတ်အားထက်သန်မှုအပြည့်နဲ့ချဲစီတင်းကိုကမ္ဘာအကောင်းဆုံးတင်းလို့သတ်မှတ်ထားကြောင်းရင်ဖွင့်ပြောကြားလာတဲ့စပိန်လူငယ်တိုက်စစ်မှုလေး Mark Yu ရဲ့ပြောစကားလေးတွေပဲဖြစ်ပါတယ် Mark Yu လို့ဆိုလိုက်တာနဲ့ချဲစီပြည်သက်တွေရဲ့အမြင်မှာအတင်းရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ခွင့်အခွင့်အရေးတွေနဲ့ ဲပါနေခဲ့ပေမဲ့လည်းပွဲကစားခွင့်ရရှိတဲ့အခါတိုင်းမှာအသင်းတို့မစုံမနေတွန်းတွန်းတိုက်တိုက်စူးစမ်းအထောက်အမှုတွေနဲ့ကစားပီးတက်တဲ့လူငယ်ကစားသမားလေးဆိုတာကိုတော့အားလုံးပဲမြင်ရောက်မိကြမှာပဲဖြစ်ပါတယ်အတကယ်တော့မက်ကီယူဟာပြီးခဲ့တဲ့2024ခုနှစ်ရာသီဘောလုံးရာသီအစကမှစပိန်ထိပ်သီးကလပ်ဘာစီလိုနာအသင်းရဲ့လူငယ်အကယ်ဒမီအသင်းထံကနေပြောင်းရွှေ့ချေယူရို6တန်းဝင်းကျင်တဲ့ချယ်ဆီအသင်းစီကိုရောက်ရှိလာခဲ့တဲ့သူပဲဖြစ်ပါတယ်မက်ကီယူဟာစတန်ဘိုဘစ်ကိုစတင်ချေကြချိန်မှာတော့နီးပြတဲ့အန်ဇိုမာစကာရဲ့လက်အောက်မှာရာသီဂျိုခြေစမ်းပွဲတွေမှာထူးခြားတဲ့ခြေစမ်းပိုင်းတချို့ကိုပြသနိုင်ခဲ့ပေမဲ့လည်းပ ရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ပွဲကစားခွင့်အခွင့်အရေးတွေအနည်းငယ်သာရရှိခဲ့တာကိုမြင်တွေ့ထားခဲ့ရပါတယ်။ဒါ့ပေမဲ့လည်းဥရောပလိဂ်ပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ Conference League ပြိုင်ပွဲမှာတော့ Mackie ဟာအဓိကပွဲထွက်ကစားသမားဖြစ်အရေးပါစွာပါဝင်ကစားခွင့်ရရှိခဲ့ပြီးအဲ့ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာလည်းတွင်းကို6ကိုအထိတွင်းယူကဂိုးသွင်းအများဆုံးကစားသမားတဦးဖြစ်ထူးထူးခြားခြားရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။အဒီလိုမျိုးစွမ်းဆောင်ရည်တွေနဲ့အတူအသင်းနဲ့အတူ Conference League ဖလားကြီးကိုပါအောင်ပွဲခံဆွတ်ခူးနိုင်ခဲ့တာက Mackie အတွက်ပထမအဦးဆုံးအောင်မြင်မှုမှတ်တိုင်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါ့အပြင်2025က ခုနှစ်ရာသီသစ်မစမီပုံစံတင်းနဲ့ကျင်းပခဲ့တဲ့ကလကဘာဖလားပြိုင်ပွဲမှာလည်းမိနစ်အနည်းငယ်ပအဝင်ကစားခွင့်ရခဲ့တယ်လို့အတင်းနဲ့အတူကလကဘာဖလားကြီးကိုပါစုခုနိုင်ခဲ့တဲ့အထိအတွေ့အကြုံကောင်းအချို့ကိုပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။အဒီလိုမျိုးစွမ်းဆောင်ရည်ကောင်းတွေရှိနေခဲ့ပေမဲ့လည်းယခုနှစ်2025-2026ဘောလုံးရာသီမှာချယ်ဆီးတင်းကခေါ်ယူထားတဲ့တိုက်စစ်မှုတစ်တည်းဖြစ်ကြတဲ့ဂျာအိုပက်ထရိုနဲ့လီယန်ဒီလက်တို့ကြောင့်မက်ကီယူဟာအတင်းမှနေရာရဖို့မရေမရဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်မို့ပိုပြီးအတွေ့အကြုံရှိစေရန်နဲ့ပွဲကစားခွင့်ပိုမိုရရှိစေရန်အတွက်ရည်ရွယ်ပြီးတော့ချယ်ဆီးတင်းကမက ကီယူကိုတန်းတက်လာတဲ့ဆန်ဒန်လန်အသင်းစီကိုတရားဒီအငှားတက်တက်နဲ့ဆေလွတ်ခဲ့ပါတယ်။မက်ကီယူဟာဒီလိုအငှားဆေလွတ်ခြင်းခံခဲ့ရပေမဲ့လည်းကန်ဂျမာကမက်ကီယူကိုမျက်နှာသာပေးခဲ့တယ်လို့ပဲဆိုရပါတယ်။ဆန်ဒန်လန်အသင်းစီရောက်ရှိပြီးမကြသေးခင်မှာပဲချယ်ဆီအသင်းရဲ့တိုက်စစ်မှုလီယန်ဒီလက်တယောက်တစ်ခေါက်ကျော်တန်ရာရရှိသွားခဲ့တာကြောင့်ချယ်ဆီအသင်းဟာတိုက်စစ်ပိုင်းတော်အရေးပေါ်ဖြည့်တင်းဖို့လိုအပ်လာခဲ့ပြီးဆန်ဒန်လန်အသင်းစီငှားချထားတဲ့ဂီယူကိုရုတ်တရက်ပြန်လည်ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာအသက်16နှစ်သာရှိသေးတဲ့ဒီလိုလူငယ်လေးဟာအသင်းကြီးရဲ့ခေါ်ယူမှုကိုမငင်းဆန်ပဲချက်ချင်းပဲဆရာထက်တန်မှုအပြည့်နဲ့အသင်းစီပြန်လာမှုခေါင်းညှိခဲ့တာဟာချက်စီးသင်းပေါ်သူ့ရဲ့တစ္ဆာရှိမှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။အဒီလိုမျိုးရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေပေါ်ဘလို့ခန်းစားရလဲ။အချက်စီးသင်းစီဘာကြောင့်အလင်းမြန်ပြောင်းရွှေ့ဖို့ဖြစ်ခဲ့တာလဲဆိုတာကိုမေးမြန်းခဲ့ရမှာတော့မက်ကီယူကယခုလိုပဲရင်ဖွင့်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။မက်ကီယူကအရာဒီစမှာကျွန်တော်ကပရီးမီးယားလိပ်ပြိုင်ပွဲအတွေ့အကြုံနဲ့ကစားကွင်းရဖို့အတွက်ဆန်ဒါလန်အသင်းကိုဆရာထက်တန်မှုအပြည့်နဲ့ ျွန်တော်တွားရောက်ကစားခဲ့တယ်။ဒါပေမဲ့ဗျာမမျောလင်းမဲ Lien Delay ရဲ့ထံရာကြောင့်ကျွန်တော်ချက်စီးအတင်းကိုကျွန်တော်ပြန်လာခွင့်ရခဲ့တယ်။အခုလဲဆရာထက်တန်မှုအပြင်းနဲ့လေ့ကျင့်ရေးခွင့်မှာနေ့စဉ်နေ့စဉ်ကြိုးစားအားလေ့ကျင့်နေပါတယ်။အခုလိုမျိုးအခြေအနေတွေဟာရှုပ်ထွေးခဲ့ပေမဲ့ကျွန်တော်ဟာအရာတိုင်းကိုအကောင်းမြင်စိမ့်နဲ့ရှုမြင်တတ်သူဖြစ်ပါ။အဲတကယ်တော့ကျွန်တော်တို့ရဲ့ကစားသမားဘဝတွေဆိုတာကတူတူလေးဖြစ်တာကြောင့်ကြုံလာရတဲ့အခိုက်အတန့်အတိုင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ကအရေးကြီးဆုံးပါပဲ။ကျွန်တော်ဘဝရဲ့လှူရှားမှုတိုင်းဟာကိုယ့်ရဲ့ဆန္ဒအတိုင်းဖြစ်လာရတဲ့အရာတွေဖြစ်တယ်လို့ခံယူထားပါတယ်။အခုဆိုရင်ကျွန်တော်ဟာချက်စည်းတင်းကိုပြန်လေ ည်းရောက်ရှိလို့နေပါပြီကျွန်တော်ဟာချက်စည်းအသင်းကကစားသမားတယောက်ဒါမှမဟုတ်ကျွန်တော်အတွက်ကမ္ဘာအကောင်းဆုံးအသင်းမှာရောက်ရှိနေတယ်လို့ကိုကိုကိုခံယူထားကြတာကပွဲကစားခွင့်နည်းသည်ဖြစ်စေများသည်ဖြစ်စေအသင်းအတွက်အမြဲတမ်းပေးဆက်ကစားသွားပါမယ်လို့ချက်စည်းအသင်းပေါ်ထားရှိတဲ့သူ့ရဲ့တန်ဖိုးထားမှုစကလုံးလှလှလေးတွေနဲ့ထုတ်ပေါ်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ညီကိုတို့တွေအနေနဲ့ကတော့မက်ကယူရဲ့အခုလိုမျိုးဆရာထက်တန်မှုအပြည့်နဲ့ယူသားတဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးဘလို့အမြင်လေးတွေရှိကြလဲဆိုတာအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube channel Channel နဲ့ Facebook ပေးမှာနေ့စဉ်ချက်စီးသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစား AHC လား YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ